ဆက်တကြိမ်မြောက်တာမန်တည်င်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှမာတေဥဧဝံဂေလိကျမ်းအခန်းကြီး6ခန်းငယ်1မှ6နဲ့16မှ18ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာတင်တို့၏ကုသိုလ်ကောင်းမှုကို လူအများမြင်စေခြင်းက၎င်းကို သူတို့၏ရှေ့မျက်မှောက်တွင် မပြုလုပ်ရန်တတိပြုကြလောသို့မဟုတ်လျှင် တင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့၏အဖထံတော်မှဆုကျေးဇူးမခံစားရဘဲရှိလိမ့်မည်ထို့ကြောင့်တင်တို့သည်လှူဒန်းကြသောအခါလူတို့၏ချင်းမွန်ချင်းခံရစေရန်တရားစရများနှင့် လမ်းများပေါ်တွင်လှူဒန်းကြသော သူတော်ကောင်းရောင်ဆောင်သော သူတို့ပြုလုပ်တကဲ့သို့တင်တို့၏ရှေ့၌တဘိုးခရာမမှုတ်စေနှင့်တင်တို့အားငါအမှန်ဆိုသည်ကား ထိုသူတို့သည်မိမိတို့၏အကျိုးကိုရရှိကြလိမ့်မည်တင်တို့မူကားလှူဒန်းပေးကမ်းသောအခါတင်တို့၏လက်ရလက်ပြုလိုသောအမှုကိုလက်ဝဲလက်မသိစေနှင့်ဤသို့ဖြင့်တင်တို့၏အလှသည်မထင်မရှားရှိ၍မထင်မရှားပြုမူသည့်အမှုတို့ကို မြင်တော်မူသောတင်တို့၏အဖသည်တင်တို့အားစုကျေစုပေးသနာတော်မူလိမ့်မည် သင်တို့သည်ဆုတောင်းပတနာပြုသောအခါလူတို့မြင်စေခြင်းကတရားစရာများနှင့်လမ်းစုံလမ်းကွာများတွင် ရက်လျက်ဆုတောင်းခြင်းမှုကို ပြုလိုကြသောသူတော်ကောင်းရောင်ဆောင်သူတို့ကဲ့သို့မဖြစ်စေကြနှင့်သင်တို့အားငါအမှန်ဆိုသည်ကားထိုသူတို့သည်မိမိတို့၏အကျိုးကိုရရှိကြလေပြီသင်တို့မူကားဆုတောင်းသောအခါသင်တို့၏အခန်းတွင်သို့ဝင်၍ တကားကိုပိတ်ပြီးမှစိတ်ကြွေရ၌ရှိတော်မူသောတင်တို့၏အဖထံသို့ဆူတောင်းလော့စိတ်ကြွေရ၌ပြုတော်မူသောအမှုကို မြင်တော်မူသောတင်တို့၏အဖသည်တင်တို့အားဆုကျေးဇူးပေးသနာတော်မူလိမ့်မည်တင်တို့သည်အစာရှောင်ခြင်းမှုကို ပြုကြသောအခါသူတော်ကောင်းရောင်ဆောင်သောသူတို့ကဲ့သို့မျက်နှာညှိုးငယ်ခြင်းမရှိစေချာနှင့်အကြောင်းမူကားသူတို့သည်မိမိတို့အစာရှောင်နေကြသည်ကို လူအများမြင်စေခြင်းကညှို့ငယ်သောမျက်နှာအသွင်ကိုဆောင်ကြ၏သင်တို့အားငါအမှန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကို ရရှိကြလေပြီသင်တို့မူကားအစာရှောင်သောအခါသင်တို့၏ဥကောင်းကိုစီလိမ့်ကြံ၍သင်တို့၏မျက်နှာကိုတက်လော့သင်တို့အစာရှောင်၏သည်ကို လူတို့မြင်စေရန်မဟုတ်ဘဲမျက်စိနှင့်မမြင်နိုင်သောသင်တို့၏အဖမြင်စေရန်ဖြစ်၏ စိတ်괴ရာ၌ပြုမှုသောအရာတို့ကိုမြင်တော်မူသောတင်တို့၏အဖသည်တင်တို့အားသုကျေစုပေးသနာတော်မူလိမ့်မည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် disposition for prayer သုတောင်းခြင်းအတွက်စိတ်နေသဘောထားဒီနေ့ကောင်းကင်ဘုံမြစ်တာမတိုင်ခင်မှာသခင်ယေရှုက ဘယ်လိုဆူတောင်းရမလဲဆိုတာကိုတင်ကြလာပါတယ်အယူဝါဒတင်ကြခြင်းမျိုးဖြစ်နေပါတယ်ဆူတောင်းခြင်းရဲ့အဓိကရွယ်ချက်ကခမီးတော်နဲ့အဆက်အသွယ်ရဖို့ဘုရားသခင်နဲ့အဆက်အသွယ်ရဖို့ပဲဖြစ်ပါတယ်ဒါဟာပတ်နိုင်မယ်ဖြစ်ပါတယ်ဒါဟာအစလည်းဖြစ်တယ်ဒါကြောင့်ဆူတောင်းတဲ့နေရာမှာ ကျွန်တော်တို့အရင်ဆုံးထားရမယ့်စိတ်နေသဘောထားကိုသူကထားဖို့အတွက်ဘယ်လိုထားရမလဲဆိုတာကိုသွန်သင်နေခြင်းဖြစ်ပါတယ်။ ဆူတောင်းတဲ့အခါမှာကိုတောင်းတဲ့ဆုကိုပဲအာရုံရောက်တတ်ကြပါတယ်တဘာဝအားဖြင့်တကမှမဟုတ်ကိုကိုကိုပေါ်ပဲတခါပြန်ပြီးအာရုံရောက်တတ်ပြီးဖျားသခင်နဲ့အဆက်အသွယ်ပြုနေခြင်းမလားဆိုတာကိုမေ့သွားတတ်ကြပါတယ်တောင်းဆုတောင်းခြင်းရဲ့အတ္တကရည်ရွယ်ချက်ပန်းနိုင်ဟာဖျားသခင်နဲ့အဆက်အသွယ်ရဖို့ပဲဖြစ်ပါတယ်ဒီအဆက်အသွယ်တွေကိုဝင်ရောက်ဖို့ပဲဖြစ်ပါတယ်ဒီအဆက်အသွယ်ကို ထိမ့်သိမ်းထားဖို့ပဲဖြစ်ပါတယ်နှက်ဆိုင်စေဖို့ပဲဖြစ်ပါတယ် နှလုံးသားမှာနှလုံးသားစီလိုဆက်သွယ်ခြင်းမျိုးဖြစ်ပါတယ်အခန်းတကားကို ပိတ်ဒီအခန်းဆိုတဲ့နေရာမှာအတွင်းကြဆုံးအခန်းလို့ကျွန်တော်တို့မှတ်ယူကြပါတယ်အသိတော်ဖခင်ကြီးများကနှလုံးသားရဲ့အခန်းတကားနှလုံးသားကိုဖိစီးနေတဲ့လွမ်းမောချုပ်ကင်ထားတဲ့ဝင်ရောက်ပြီးနှိပ်စက်နေတဲ့အရာများကိုဖယ်ထုတ်ပြီးဖျားသခင်အတွက်နေရာပေးတဲ့နှလုံးသားနဲ့ဖျားသခင်ကိုဆက်သွယ်ခြင်းမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီလိုဆက်သွယ်ခြင်းဟာအအောင်မြင်ဆုံးသော ဆုတောင်းမြတ်တာအရင်ကျက်ဆုံးသောဆုတောင်းမြတ်တာပဲဖြစ်ပါတော့တယ်ဒီလိုဆုတောင်းနိုင်မှုတို့အများအားမဲ့လေ့လာနေကြမှာလည်းပဲဖြစ်ပါတယ်ဆုတောင်းတဲ့အရာပေါ်မှာသိပြီးအာယုံမပေးကြပါဘူးတခေစုပဲဖြစ်ဖြစ်ယဟနာပိုင်းများပဲဖြစ်ဖြစ်တို့ဆုတောင်းနိုင်လိုက်တိုင်းမှာအတိကရွေချက်ကခမိတော်နဲ့အဆက်အသွယ်ရဖို့ပဲဖြစ်ပါတယ်ဖျားသခင်အဆက်အသွယ်မပြတ်ဘူးဆိုတဲ့ယုံကြည်ချက်ကိုရှိနေကြတဲ့ပုံကများပဲဖြစ်ပါတယ်ဖျားသခင်ကြည်နေတယ်ဆိုတဲ့အချက်ပါပါတယ် ဘလူးမှမြင်တာမမြင်တာထားဖျားသခင်ကမြင်နေတယ်အတိဘေကအဆက်တည်းမပြတ်ဘူးဘလူးမှကြားတာမကြားတာထားဖျားသခင်ကြားနေတယ်ဖျားသခင်ကအဆက်တည်းမပြတ်ဘူးဒီဟာကိုကျွန်တော်တို့ယုံကြည်ထားကြမှာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ဆုတောင်းခြင်းအရာမှာသခင်စုထံမှာကျွန်တော်တို့လေ့လာကြပါတယ်ယန္နာသူတော်မြတ်များထံမှာလည်းပဲလေ့လာကြပါတယ်ဆုတောင်းခြင်းအရာဟာနှံ့နယ်လုံအားကြီးတဲ့အတွက်ကြောင့်အစဉ်တစိုက်လေ့လာစီဘူးနေကြမယ့်အရာဟာ လေ့ကျင့်နေကြမယ့်အရာလည်းပဲဖြစ်ပါတော့တယ်။တပည့်တော်တို့ပုံမဆူတောင်းတဲ့ရန်တင် जा ပြတော်မူပါ။